ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုဒါကာကိုဆက်ရှင်းပြန်လာဖို့အမိထုတ်ပြန်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားရေးဝန်ကြီးဌာနကမေလ28ရက်နေ့ကအတည်ပြုပါရယ်။အာရခတက်တော် AA နဲ့ဆက်သွေခေမုံနဲ့ပတ်သက်ပြီးမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အင်းနီဂျင်နိုင်ငံနှစ်နိုင်ငံအကြားတန်တမန်ရေးတင်းမှမုံတွင်မြင့်တက်လာပြီးတဲ့နောက်သံအမတ်ကြီးဟူစင်ကိုပြန်လည်ခေါ်ယူလိုက်တာဖြစ်တယ်လို့ Bangla News 24ကသတင်းဖော်ပြပါရယ် Bangladesh အစိုးရရဲ့တာဝန်ရှိသူတွေနဲ့ရခိုင်ပြည်နယ်ကိုထိန်းချုပ်ထားတဲ့ Arakha Tottor AA တို့အကြားဆက်သွယ်ခဲ့မှုနဲ့ပတ်သက်ပြီးမြန်မာစစ်အစိုးရက Bangladesh အစိုးရစီတရားဝင်ကန့်ကွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလိုကိစ္စရပ်တွေထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့တန်တမန်အရင်အမြင့်တွေရဲ့အဆိုအရသိရပါတယ်။ Bangladesh အဆိုအရရဲ့တာဝန်ရှိသူတွေဟာ AA နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့တဲ့အကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူကလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက်မှာဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အေအေအကြားဆက်သွယ်မှုရှိခဲ့တဲ့ဆိုတဲ့ကိစ္စရဲ့ဟာပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။